တရုတ်နိုင်ငံဟာခေတ်မီနီးပညာရေးနဲ့အတူမဖြစ်နိုင်ဘူးဆိုတဲ့ကန့်သတ်ချက်ကိုကျော်လွန်ပြီးဆက်လို့ရီလောကရဲ့စံချိန်ပေါင်းများစွာကိုအမြဲလိုလိုချိုးဖြတ်တတ်တာပဲဖြစ်ပါတယ်။အာရှရဲ့စီးပွားရေးပိုချက်ဖြစ်တဲ့တရုတ်နိုင်ငံအနေနဲ့နိုင်ငံနောက်ပိုင်းဆက်သွယ်ရေးတကားအသစ်တစ်ချက်ကိုဖွင့်လှစ်ပေးမယ့်စီမံကိန်းတစ်ခုနဲ့အတူကမ္ဘာစံချိန်တစ်ခုချိုးဖြတ်လိုက်ပြန်ပြီပဲဖြစ်ပါတယ်။ဒီစီမံကိန်းကတော့ချောင်ချင်း East Railway Station ပဲဖြစ်ပါတယ်။အကျေဘုံအနေနဲ့စတူရမီတာ1.2တန်းနှစ်တန်းကျဝင်းတဲ့ဒီစီမံကိန်းကို2019ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး2020ခုနှစ်မှာတိစောက်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။ ဒီကျဲပွန်းဟာဘောလုံးကွင်း190စာရှိတာဖြစ်ပြီးကမ္ဘာဧရိယာအကျယ်ဆုံးဘူတာယုံဖြစ်စင်းဝင်စေခဲ့တာဖြစ်ပါတယ်ဒီဘူတာယုံအဆောက်အဦမှာအလွာရှိလောပောင်းဝင်တာဖြစ်ပြီးမြေပြင်အထက်လေးလွာနဲ့မြေအောက်လေးလွာတို့ဖြင့်တိစောက်ထားတာဖြစ်ပါတယ် square feet သသိန်း2000ကျဲပွန်းပြီးတန်ချိန်16504ချိန်ရှိတဲ့ခမုကိုတပ်ပင်ပုံစံထောက်တိုင်များဖြင့်ပိတ်မထားတာဖြစ်ပြီးနေအောင်ကြီးတိုက်ရိုက်ဝင်ရောက်စေမဲ့မှတ်များကိုလည်းအသုံးပြုထားတာပဲဖြစ်ပါတယ် ဒီဘူတာယုံအဆောက်အဦက3 star green building စီးဝင်ဖြစ်တာနဲ့အညီခမိုးထပ်ပိုင်းဆိုလာဗျာမမထုတ်လုပ်ပေးတဲ့လေယာစစ်ကိုအသုံးပြုပြီးအဆောက်အုံရဲ့အပူပိုင်းနဲ့အေးပိုင်းစနစ်များကိုလည်ပတ်စေတာပဲဖြစ်ပါတယ်။မြေပြင်အထက်လေးလွှာတွေအမြန်ရထားဈေးဝယ်ဆန္ဒရုံးကန်းများနဲ့ဟိုတယ်များပါဝင်မှာဖြစ်ပြီးမြေအောက်အလွှာတွေမှာတော့ဘတ်စကားဂိတ်ကားပါကင်မက်ထရိုနဲ့ကော်မရှယ်အေရီးယားတွေပါဝင်မှာပဲဖြစ်ပါတယ်။ ဒီဘူတာရုံမှာ platform 15ခုနဲ့အမြန်အထားပြည်လက်29လက်နှုတ်ပါဝင်မှာဖြစ်ပြီးတနအီကိုလူကြီး16000တိဝန်ဆောင်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။ချောင်းချင်း East Railway Station ဟာနိုင်ငံရဲ့ဆက်သွယ်ရေးမိုင်းတိုင်တစ်ခုတည်းမကဘဲအနာဂတ်မြို့သစ်စီမံကိန်းရဲ့ရှစ်ပြေးဘိုလ်ချက်တစ်ခုလည်းဖြစ်ပါတယ်။မကြာမီကာလာတွင်အပြည့်အဝလည်ပတ်နိုင်တော့မဲ့ဒီဘူတာရုံဟာဒေတာတွင်းဖွံ့ဖြိုးတိုးတက်မှုရဲ့အဓိကတော့ချက်တစ်ခုဖြစ်ပြီးဘူတာရုံကိုဘိုးပြုက Station City Immigration ဆိုတဲ့မြို့သစ်စီမံကိန်းတစ်ခုကိုပါတွဲဖက်အကောင့်တွေဖွင့်တင်ရပဲဖြစ်ပါတယ်။ဒီစီမံကိန်းဟာအကျယ်ဝန်းအဖြစ်3.5 square kilometer ကျယ်ဝန်းတာဖြစ်ပြီးဟိုတယ်၊ရုံးခန်း commercial area တွေအပြင် public space ပေါင်းများစွာကိုပါထည့်သွင်းတည်ဆောက်သွားမယ်လို့သိရပါတယ်။ချောင်းချင်း East Railway Station စီမံကိန်းဟာတရုတ်နိုင်ငံရဲ့အကြီးမားဆုံးဆက်လုပ်ရေးအောင်မြင်မှုဖြစ်ုံသာမကနိုင်ငံရဲ့ပို့ဆောင်ဆက်သွယ်ရေးတကားအသစ်တစ်ချက်ကိုပါဖွင့်လှစ်ပေးလိုက်တာဖြစ်ပြီးစုစုပေါင်းကန်ဒေါ်လာ9ဘီလီယံကျော်အထိကုန်ကျစရိတ်တည်ဆောက်ထားတာပဲဖြစ်ပါတယ်။